မြတ်ဝရကိုဥကောင်းပြုပြီးတော့မလမင်းတို့ခိတ္တခဏနာကိုအိတ်ဆက်တဲ့တလွန်ညောင်စောင်းတစ်ခုကိုသွားယူပြီးတော့ထားပါကွယ်တလွန်နဲ့ညောင်စောင်းနဲ့ဒီကနေ့ခေတ်စကားနဲ့ပြောရင်တော့ဘုန်းကြီးတို့ပြည်သားကြီးဂရင်သေးသေးတစ်ခုပေါ့ကိုပြည့်သေးသေးတစ်ခုပေါ့ ဘယ်နန်းတော်ကြီးမှမဟုတ်ဘဲနဲ့ခန္ဓာနာနာပဲရှိမယ်မန္တမင်းနေလာတဲ့အခါမှာအဲ့ဒီမှာခိတ္တခန္ဓာနားတာထိုင်ကုန်လေးပါပဲအဲ့ဒီခုံတရားရှည်လေးတစ်ခုကို သွားပြီးတော့ယူခိုင်းတော့ဘုရားရှင်ကိုရောမြတ်အမိန့်တော်နဲ့ဧဝံပန်းနေကောင်းပါပြီမြတ်စွာဘုရားသွားယူလာတဲ့ဘေးသန့်တွေအဲ့ဒါအင်ဂျင်ပင်မျိုးအစုံတို့ရဲ့ဈာမအဲ့ဒီတလွန်ညောင်းသားကိုချပေးပြီးတော့ဘုရားရှင်ကိုရောမြတ်က ငါဘုရားပင်မတဲ့ကွယ်လျောင်းဆက်တော်မယ်လို့မိတော်မူတယ်မိတော်မူပြီးတော့လက်ရနန်းတော်ဖြင့်လက်ရခြေပေါ်မှာလဝဲခြေကိုတင်နာပြီးတော့လျောင်းဆက်တော်မူပါတယ်ဘုရားရှင်ကိုယ်တော်မြတ်ရဲ့ပဂတိအာရောဟရိုးရိုးရှင်ကြီးတွေဂတိတထောင်အားရှိတယ်ဘုရားရဲ့အားဟာကျမ်းမာရေးကောင်းစဉ်ကာလက ီဝိဘတ်တော်မဆိုင်ခင်မလိုက်ခင်ကာလကဘုရားရှင်ကိုရောင်မြတ်ရဲ့အာတော်တိပကတိရှင်ခုဘုန်းကြီးတို့တွေ့နေရတဲ့ရှင်ကြီးတွေရဲ့ဂတိတထောင်နဲ့ရှင်ပေါင်းဂတိတထောင်အားရှိတယ်တသော်ဘုရားရဲ့အာတော်ပါဒီလောက်ကြီးမားတဲ့အားတွေဟာစုံနာစုံကိုဖုံးပြီးပြီးသွေးဝင်သွားတဲ့ချိန်ကစပြီးတော့ကုန်ခန်းသွားတယ်သမားရှစ်ရှင်တို့ကဝမ်းသွားစေတိုက်ခဲတာဟာဝမ်းသွားရင် အာမကုန်ဘူးလားဘေးသား เอลูหาน้อมပြီးတော့ခြေလက်မသေးခြင်းအောင်ဖြစ်တယ်။ယခုလည်းပဲဘုရားရှင်ကိုတော်မြတ်နှုံးပြီးတော့နေတာ။ဘာဖြစ်လို့လဲဆိုတော့အတိတ်ကဝိပ္ပေ။ဒါနဲ့အာနန္ဒငါဘုရားရှင်ကိုတော်မြတ်လျောင်းဆက်မယ်လို့ဆိုပြီးတော့အဲ့ဒီမှာဘုရားရှင်ကိုတော်မြတ်သည်ခြေတွေလက်တွေမသေးခြင်းအောင်ဖြစ်ပြီးတော့လျောင်းဆက်နေတယ် အဲ့တော့ဘုန်းကြီးတို့ဒီမြတ်စွာဘုရားရဲ့ပြိဋိဘံသံဃာကြီးကိုပြန်ကြည့်တဲ့အခါမှာမြတ်စွာဘုရားသည် ပါဝါမျိုးကနေပြီးတော့ကုတ်တေနာယုံကို လာတဲ့လမ်းခရီးမှာဘုရားရှင်ကိုတော်မြတ်ကဘယ်နှကြိမ်နာနာပြီးလာရတော့ဆိုရင်25ကြိမ်နဲ့ဘယ်နှကြိမ်နဲ့25ကတိတိနာ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 ပြီးတော့မှလာရတာတောက်လျှောက်မလာနိုင်ဘူးနားတဲ့အကြိမ်ပေါင်း25ကြိမ်တိတိကြာသွားတဲ့ ဒါမြင့်အဲ့ဒီပါဝါနဲ့သုတေနာယောဘလောက်ဝေးတုံးဆိုလို့ရှိရင်ဘိလိုဘေးသားရဲ့သုံးကားဝုတ်ခွဲဝေးတယ်။ဒါပေမဲ့လို့ဘာဖြစ်လို့ဘုရားရှင်ကိုရောမြတ်သုံးကားဝုတ်သာသာလေးသုံးကားဝုတ်ခွဲဝေးတဲ့ခကြီးကို25ကြိမ်တိတိနာ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 ပြီးတော့လာရတာတယ်လို့ဆိုရင်အာတော်ကုံသွားလို့ဘာဖြစ်လို့လဲအာတော်ကုံသွားလို့တဲ့ဒါကြောင့်စရံဆယ်စီး အာရီလေးမြန်ဝန်းတော်လွန်သွားရွှေအာမတံခွေရိုင်နွမ်းလို့မြန်တဲ့နိဗ္ဗာန်ပြောင်းစေကြောင်းကဟောင်းပဲတို့ဖန်စတဲ့ရှင်ကြီးတွေအဆယ်ကြီးလောက်ရှိတာဒီဝန်းသွားလိုက်တာနဲ့ဒီအာရီဟာကိုလုံးယော့ပြီးတော့25ချိန်တိတိ25နှစ်ရာတိတိထိုင်နိုင်ထိုင်နိုင်ပြီးတော့ တုံလုံးလဲ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 ပြီးတော့နားလာတာဘာကံတော့ဆိုရင်အတိတ်ကလုတ်ခဲ့တဲ့ကံတဲ့ပရိနိဗ္ဗာန်စံဖို့လို့ကိုအဝေးကြီးပင်မကြီးသွားဖြစ်ဘာဖြစ်လို့ဘုရားရှင်ကိုတော်မြတ်ကုတ်သေးနာယုံကိုကြွလာတာလဲနီးတဲ့မျိုးမှာပရိနိဗ္ဗာန်စံလို့မရဘူးလားလို့ဘုန်းကြီးတို့ပြည်သားပေါင်းတော်ကောင်းတို့ဒီနေရာမှာမေးစရာမေးခွန်းမထွက်လာဘူးလားဒီလောက်တော့ပင်မနေပြီပဲ25ကြိမ်တော့နားနေရပြီပဲ နီးတဲ့မျိုးမှာပြိဋိနိဗ္ဗာန်ဆံလိုက်ပါလားဘာဖြစ်လို့ကိုယ့်ကိုယ်ကိုပင်မခံပြီးတော့ကြွနေတာတုံးဆိုရင်ဘိန်းတို့ဘယေတရဲ့ကြွတော်မူလာရခြင်းကအကြောင်း၃ချက်ရှိတယ်အကြောင်းဘယ်နှချက်အေနမတ္တိအချက်ကတော့မဟာတုဒ္ဒန္တနာသုတ်တန်ကြီးကိုခေါ်တော်မူမလို့နမနဲ့အချက်ကတော့သူပတ္တပရပိုက်တိဗုဒ္ဓဝိနည်းရဖြစ်လို့တရားဟောခဲ့ခြင်းလို့ ။တမသုံးရည်ရချက်ကတော့ဘုရားရှင်ကိုရောမြပြိဋိဘံဆံတော်မူသွားပြီးဓာတ်တော်တွေထားခဲ့မှာ။ဘာတွေထားခဲ့မှာ။အဲ့ဒီဓာတ်တော်တွေကိုသူယူမယ်ငါယူမယ်ဆိုပြီးတော့လာပြီးတော့ဓာတ်တော်တွေလှတဲ့ပွဲမှာအဲ့ဒီဓာတ်တော်တွေကိုဝေပေးမဲ့သူပြန်ပြေးပေးမဲ့သူမရှိရင်သွေးချောင်စီးလိမ့်မယ်တဲ့ဓာတ်တော်မရလို့လူသားပွဲဖြစ်လိမ့်မယ် အဲ့ဒီတော့ဓာတ်တော်လူပွဲကြီးမှာအမျိုးမျိုးအတိုင်းတိုင်းပြည်ပြည်ကဘယင်းဒီကိုယ်တိုင်လာပြီးတော့ဓာတ်တော်လာယူမှာမရတတ်မှာပဲစစ်တတ်နဲ့လာတာလူမှာပဲအတင်းအဲ့ဒီပွဲဘယ်သူကဖြည့်ရှင်းပေးနိုင်တုံးလို့ဘုရားရှင်ကိုယ်တော်မြတ်ကြီးလိုက်တဲ့အခါကျတော့ပြည်တိုင်မင်းပေါင်းမြောက်များစွာတို့ကိုပညာသင်ပေးခဲ့တဲ့ဆရာကြီးဒေါနာတဲ့ဒေါနာပုံနာပါပုံနာတဲ့ အေးအတိုင်းတိုင်းပြည်ပြည်ကမင်းတို့ရဲ့ဆရာဖြစ်ခဲ့ဘူးတဲ့ဒေါနာပုံနာဝေပေးမှာအလုံးပြည်ငိမ့်မှာမို့လို့အဲ့ဒီအကြောင်းသုံးချက်ကြောင့်ကုတ်တင်နာယုံကိုကြွလာတာဒေါနာပုံနာကသူတို့မင်းတို့ရဲ့ဆရာဆိုတော့ဟာဒီရှင်မင်းကဒါပဲယူွားဆိုတော့ဆရာဆိုတော့လေးစားတယ်အဲ့တော့ဓာတ်တော်ကိုမလူဘူးသွေးချောက်မစီးဘူးအေးစေးစေးနဲ့ပြန်ကြလိမ့်မယ်ဒါကိုမြတ်စွာဘုရားကြွတင်မြင်တဲ့အတွက်ကြောင့်မို့လို့ ဒီကုတ်တင်နေအောင်ကိုလာပြီးတော့ပြိဋိဘံစန္ဒပါအဲ့တော့ဘုန်းကြီးတို့မေသာရေအင်ဂျင်ပန်းတွေကလည်းပဲအခါမဟုတ်ပွင်တယ်အခါမဟုတ်ပွင်ပြီးတော့ဘုရားရှင်ကိုရောမြတ်ရဲ့ကိုလုံးတော်ဘောကိုခြွေချပြီးတော့ပူဇော်နေကြတယ်ရသော်ဗျာအင်ဂျင်ပင်မျိုးအောက်မှာရောက်လဲရောက်ရော အင်ဂျင်မန်းတွေထားပွင်ပြီးတော့အဲ့ဒီအင်ဂျင်မန်းတွေကိုဘယ်သူမှတချူနဲ့ချူမချရပဲနဲ့အင်ဂျင်ပန်းတွေကတပွင့်ချင်းတပွင့်ချင်းတပွင့်ချင်း မြတ်စွာဘုရားရှင်ကိုရောမြတ်ရဲ့ခန္ဓာကိုယ်ပေါ်ကိုချွေချပြီးတော့ပူဇော်နေကြတယ်တဲ့မန္တရဝလို့ခေါ်တဲ့နတ်ပန်းတွေကလည်းကောင်းကင်ကနေကြပြီးတော့ပူဇော်တယ်နတ်ပြည်မှာဖြစ်တဲ့ဆန္ဒကုနန္ဒမုတ်တွေကလည်းကောင်းကင်ကနေမပြမဆက်ကြပြီးတော့ဘုရားရှင်ကိုရောမြတ်ရဲ့ခန္ဓာကိုယ်ပေါ်ကိုကျက်ပက်ပြီးတော့ပူဇော်နေကြတယ် ပန်းကနှစ်မျိုးအင်ချင်းပန်းနဲ့မန္တရဝလို့ခေါ်တဲ့နှစ်ပန်းနေအဲ့ဒါကောင်းကင်ကနေကြပြီးတော့ပူဇော်နေတာဘုရားရဲ့ခန္ဓာကိုယ်ပေါ့ဒါရင်ပဲလားဆိုတော့မဟုတ်သေးဘူးတဲ့ကောင်းကင်ကနေပြီးတော့နတ်ပြည်မှာ ဖြစ်သောနတ်သမီးနတ်သားဒေဒီသားလင်းသုံးသောနရာမုတ်တွေကလည်းပဲဘယ်သူမှမကျဲမပေးရပဲနဲ့ကောင်းကင်ကနေပြီးတော့အလိုလိုကြလာပြီးတော့မြတ်စွာဘုရားကိုနန်းသာမုတ်တွေနဲ့ပူဇော်နေတယ်တဲ့ ဟာနတ်တရဲ့သူရိယသန်တွေကလည်းကောင်းကင်ရံကနေပြီးတော့တီးမှုပ်ပြီးတော့ပူဇော်နေတာမန္တရဝနပန်းနေမကဘုဘေသတေနတ်ပြည်မှာရှိနေတာပင်လေကတိပန်းဘာပန်းနဲ့လဲအေးပင်လေကတိပန်းစားရှိတဲ့ပန်းတွေကိုလည်းပဲရွှေတောင်းနေရွှေတောင်းနေနဲ့အပြည့်ထည့်ပြီးတော့စကြဝဠာအနာရရောက်တဲ့အထိနတ်တွေမြမကြီးက ပူဇော်ကြတယ်တဲ့ရွှေတောင်းတဲ့ဟိုအဲ့ဒီမန္တရဝနှစ်ပန်းနေထဲတယ်ပင်လည်းကတိမန်းနေထဲတယ်ထဲပြီးတော့အတခါတဲ့နတ်တွေမြမာတွေဟာအိုးဆက်ကြဝလာနှခမ်းနာထိရောက်အောင်ကိုဘုန်းကြီးတို့ပြေးတိုင်အဲ့ဒီမှာပူဇော်နေတာအဲ့ဒီလိုပူဇော်ရုံနဲ့အာမရသေးပဲနဲ့နတ်တွေမြမာတွေကဘာလုံးနေကြတုံးလို့ဆိုတော့ဘုန်းကြီးတို့ပြေးတိုင်နှစ်ပန်းကုန်းကြီးကိုသီကုန်းနေကြတယ်ပန်းကုန်းသီးနေတယ် နတ်တွေယူမာတွေဘာလုံးနေပန်းကုန်တည်နေတယ်နတ်တွေမြမာတွေပန်းကုန်ကြီးတည်ပြီးတော့အဲ့ဒီပန်းကုန်နဲ့မြတ်စွာဘုရားရှင်ကိုရောင်မြတ်ကိုပူဇော်မယ်ဒီစိတ်ကူးနဲ့သူတို့ပန်းကုန်ကြီးတည်နေတာအဲ့ဒီပန်းကုန်ကြီးရတယ်မပြီးသေးဘူးတဲ့အဲ့ဒီပန်းကုန်ကြီးတည်နေတာဘုန်းကြီးတို့ပြေသားရဲ့ဘယ်တော့ကစတာတော့ဆိုရင် ဘသူတွေကတီကုန်းခဲ့ကြတာတော့ဆိုရင်ဝရုဏတဲ့ဝါရဏလို့ခေါ်တဲ့တတန်းရှိတဲ့နတ်တွေကတီကုန်းထားကြတာဘယ်လိုစတင်ပြီးတော့တီကုန်းနေတာလဲဆိုရင်ဘုရားလောင်းတော်နတ်ပြည်ကနေရှင်းပြီးတော့လူပြည်ကိုပရိသတ်နေယူလိုက်မယ်လို့တည်င်းစကားကြားတဲ့နေ့ကစပြီးတော့အဲ့ဒီနတ်ပန်းကုန်းကြီးတီကုန်းနေတာခုရှိတိမပြီးသေးဘူးတဲ့ကဲအလောင်းတော်ကနတ်ပြည်ကနေရှင်းပြီးတော့ မေရောမာယာဝမ်းမှာပရိသန်နေတီလိုက်မဲလို့ဆိုတဲ့သတင်းကိုကြားလဲကြားရောဟေးပရိသန်နေယူပြီးခွာတဲ့နေ့မှာတို့မြတ်စွာဘုရားကိုပန်းနဲ့ပူဇော်ရအောင်ပန်းကုံတီကြသူဆိုပြီးတော့အဲ့ဒါပန်းကုံကြီးတီနေလိုက်တာဘုန်းကြီးတို့ပြေးသားကြီးမြတ်စွာဘုရားရှင်ကိုတော်မြတ်ပရိသန်နေယူတဲ့အချိန်ကစပြီးတီနေတာပရိသန်နေယူတဲ့အခါမှာပူဇော်ရအောင်လို့တဲ့အဲ့ဒီပန်းကုံကြီးကအလွန်ကြီးတော့မပြီးဘူးတဲ့ဒါနဲ့တထိပ်လျှော့လိုက်တယ် ိုးဖားတော်မူတဲ့နေကြရင်ပူဇော်မယ်တဲ့ဖားတော်မူတဲ့နေလည်းပန်းကုန်းကမပြီးဘူးအဲ့ဒီဖားတော်မူတဲ့နေမပြီးလို့ချင်းကြဲတော်ထွက်တဲ့နေမှာဒီပန်းကုန်းကြီးနဲ့ပူဇော်မယ်ဒါလည်းမပြီးဘူးအဲ့ဒါဆိုဘုရားဖြစ်တဲ့နေကွာဘုရားဖြစ်တဲ့နေလည်းပန်းကုန်းကတီးလို့မပြီးသေးဘူးတဲ့ဘုရားဖြစ်တဲ့နေမပြီးလေတတ္တတတ္တဟဆန္ဒမူတဲ့အချိန်လေးမှာတို့သွားပူဇော်မယ်အဲ့ဒီနေလည်းမပြီးသေးဘူးတဲ့အဲ့ဒီကနေပြီးတော့ဓမ္မစကြာဟောတဲ့နေအဲ့ဒီနေမှာလည်းပန်းကုန်းမပြီးသေးဘူးတဲ့အော်အဲ့ဒီနေမပြီးရင် ကပိလုနေပြီးတော့မှဆွေတွေမျိုးတွေကိုတကိုးဗျာဒီဟာပြလိမ့်မယ်အဲ့ဒီတကိုးဗျာဒီဟာပြတဲ့နေ့မှာတို့သွားပူတော်မယ်မပြီးသေးဘူးတဲ့အဲ့ဒီကနေပြီးတော့အဘိဓမ္မာတရားတာဝရိန္ဒာတက်လို့မယ်တော့ကိုဟောတယ်တရင်ကျို့လာပြီနေမြတ်စွာဘုရားတာဝရိန္ဒာက ပြန်ဆင်းလာရင် တို့ကဟောဒီပန်းကုန်းကြီးနဲ့မြတ်စွာဘုရားကိုပူဇော်မယ်လို့ဆိုပြီးတော့ဘုန်းကြီးတို့ပြေးတိုင်းတည်နေလိုက်တာတဲ့ဒါလည်းမပြီးသေးဘူးတဲ့ အဲ့ဒါဆိုရင်အာယုသင်္ခါရလွတ်တဲ့နေ့အဲ့ဒီနေ့မှာပူဇော်မယ်ဒါလည်းမပြီးသေးဘူးလေ။ကဲနောက်ဆုံးတော့ပရိနိဗ္ဗာန်စံတဲ့နေ့ကိုယ်တော်ရောက်လာတဲ့ပန်းကုံကြီးမပြီးသေးဘူးတဲ့ပြီးပြီးမပြီးပြီးသွားပြီးတော့ပူဇော်ကြဆိုဆိုပြီးတော့ဘိန်းတို့ပြေးသားရေပန်းကုံကြီးကိုသဲလာလိုက်တာသဲလာရင်သဲလာရင်နဲ့နတ်တွေကခုနကတော့ပြောခဲ့တဲ့အတိုင်းပေါ့ လူတန်းကလည်းတိုးတာကိုနတ်တန်းကရှိတာကိုသူတို့အဲ့ဒီနတ်မန်းကြီးကိုဝိုင်းမလာရင်လည်းပြောရင်လည်းနတ်သားချင်းချင်းတွေပြောလာတာဟင်းဒီနေ့ပဲပရိသန္တေနေဒီနေ့ပဲဘွားဟင်းဒီနေ့ပဲဖရာဖြစ်ဒီနေ့ပဲဓမ္မဆက်ကြဟောဟောဒီနေ့ပဲအာယုသင်္ခါရလှုပ်ဒီနေ့ပဲပြိဋိဘံစံဩမြန်လိုက်တာတဲ့တကယ်ဆိုရင်နောက်တနေ့ဆံပြုတ်တော့ချိန်လောက်ထိစောက်ရရင်ကောင်းမယ်ဒါဒီနေရာမှာဘုန်းကြီးတို့ပြည်တော်ဝေကယူရမှာဘာယူရမှာလဲ <part?">. ်တန်းတူလို့ဘာဖြစ်တော့လဲအေးလူပြည်တတန်းမတူဘူးလားဘုရားတိုက်လူပြည်တတန်းတူတယ်နတ်တွေကတော့အဲ့ဒီလိုကြီးမှတ်နေတာလေဟင်ခုပဲပရိသတ်နေနေတယ်ဟင်ခုပဲဘုရားပြည့်တယ်အခုပဲတော့တယ်အခုပဲဘုရားပြည့်အခုပဲပြိဋိဘံစံမြန်လိုက်တာတဲ့တကယ်ဆိုလို့ရှိရင်ခဏလောက်စောက်ဖို့ကောင်းတယ်တဲ့မြတ်စွာဘုရားကသူတို့ပန်းကုန်းတည်နေတာမပြီးသေးဘူးတဲ့ကဲပြင်းပြင်းပြီးပူဇော်မယ်အဲ့ဒါရောက်မလို့လူတက်တန်းတူဘုံဒီနေရာမှာတံဝေကယူ ဆိုလိုက်ပါသဲဆိုတာတို့လုံးလုံးကုသိုလ်များများပြုကြစို့လူဘဝဟာမကြပါကုသိုလ်များများပြုသွားပါအသက်ဆိုတာတို့လုံးလုံးကုသိုလ်များများပြုကြစို့လူဘဝဟာမကြပါ ုသိုလ်မြန်မြန်ပြုသွားပါအသက်ဆိုတာတို့လုံးလို့ကုသိုလ်မြန်မြန်ပြုကြစို့လူဘဝဟာမကြပါကုသိုလ်မြန်မြန်ပြုသွားပါဆိုကြည့်ပါတစ်ခေါက်လောက်အသက်ဆိုတာ နောက်ဆုံးဥပုံမှာဩနင်းခွန်နေနေဖြစ်ကုန်တယ်ဟုတ်လားတဝါတွင်းလုံးဟောတာကအပေါက်လမ်းကိုတဲလို့နောက်ဆုံးဥပုံတို့နောက်လာမမလာတော့ပဲနဲ့ကိုနောက်ဝါစုံမလာတော့မယ်ဆိုတော့ကိုင်ဖြစ်ကျင်တာဖြစ်တို့လဲဆိုကျင်တာဆိုဒီလိုလားဆိုလိုက်အသက်ဆိုတာတို့လုံးလို့ကုသိုလ်များများပြုကြစို့လူဘဝဟာမကြပါကုသိုလ်များများပြုသွားပါ

သတ္တန်တူတယ်နော်သတ္တန်တူတယ်နော်ကိုယ့်အသက်ကိုအရှိကြီးလို့မတွက်ထားနဲ့အရှိကြီးလို့မတွက်ထားနဲ့သတ္တန်တူတယ်နော်ခဏခဏဒီစကားမိန်တော်မူတယ်အခုနတ်တွေပြောတာနားထောင်မှာဟင်းတဲ့ဘုရားကအခုပဲပြိတန်နေနေအခုပဲမွေအခုပဲတောထွက်အခုပဲဘုရားပြည့်အခုပဲဓမ္မစကြာဟောအခုပဲပြိဋိဘံဆံမြန်ပြီမြန်လိုက်တာပွဲကဲကဲကဲပြီးပြီးမပြီးပြီးတို့ဒီပန်းကုန်ကြီးနဲ့မြတ်စွာဘုရားကိုပူဇော်ကြစို့လို့ဆိုပြီးတော့ပရိသတ်တွေအဲ့ဒီပန်းကုန်ကြီးကိုထမ်းပြီးတော့သဲလာပါတယ် ဘုရားရှင်ကိုရောမြတ်ကိုများပြားလာသွားသောပန္နတာဒုရိယာတွေနဲ့ပူဇော်တယ်။အေးအဲ့ဒီလိုများပြားလာသွားသောပန္နေနတာတွေဒုရိယာနေတယ်ဘလောက်ပင်ပူဇော်နေတော့လဲပဲမြတ်သောပူဇော်ခြင်း မခေါ်သေးဘူးတဲ့။တကယ်ဘုရားရှင်ကိုရောမြတ်ကို ပူဇော်ခြင်းရင်မြတ်သောလောကုတ္တရာတရား၉ပါးအလျော်သောကျင့်ဝတ်ပရိပတ်နဲ့တည်းပူဇော်ကြပေတော့လို့ဘုရားရှင်ကိုရောမြတ်ကအဲ့ဒီမှာ နတ်တွေပူဇော်တာကိုကြည့်ပြီးတော့ပူဇော်ပုံ ပူဇော်နည်းတွေအဲ့ဒီမှာ မိန့်တော်မူသွားတာပေးသားတရားနဲ့ပူဇော်ရတယ်ဗာနဲ့ပူဇော်ရလောကုတ္တရာတရားကိုပါလျော်သောကျင့်ဝတ်ပရိပတ်ဖြင့်သာလဲပူဇော်ကြအာနန္ဒာလို့အဲ့ဒီမှာဘုရားရှင်ကိုလိုမြအာနန္ဒာကိုမိန့်တော်မူတယ်ယဟန်ဆိုရင်လည်းဘယဟန်တို့ရဲ့သီလနဲ့ပြည့်စုံအောင်နေထိုင်ခြင်း လူဆိုရင်လည်းပဲလူတို့ရဲ့ငါးပါးသီလနဲ့ပြည့်စုံအောင်နေထိုင်ခြင်းအဲဒီလိုနေထိုင်ရင်ဘုန်းကြီးတို့ပေးသရင်မြတ်စွာဘုရားကိုပူဇော်ရာရောက်တယ်မြတ်စွာဘုရားကိုဘာလို့ရာရောက်တယ်ကောင်းပြီဓမ္မိလို့ရှိရင်ဒီနေ့မနေ့ထဲက၈ပါးသီလဥပုပ်သီလခံယူဆောက်တည်ပြီးတော့နေလိုက်တာအိမ်မပြန်မချင်းအခုတနေ့လုံးသီလနဲ့ဘုန်းကြီးတို့ပေးသပုံတော်ကောင်းလို့ဘုရားကိုပူဇော်နေတာဘာလို့နေတာလဲ ေးဘုရားကိုပူဇော်နေတာတရားရှုမှတ်မှုလို့ခေါ်တယ်ဝိပဿနာလုံငန်းအကျင့်တို့ဖြင့်မြတ်စွာဘုရားကိုပူဇော်တာဒါရောက်မလို့ဘုရားရှင်ကိုရောမြတ်ကအကျင့်နဲ့ပူဇော်ခြင်းဒီသားလည်းအများဆုံးပဲလို့အဲ့ဒီမှာအာနန္ဒာကို မိန်တော်မူနေတယ်အဲ့တော့ဘုန်းကြီးတို့ပြေးသားကြီးမြတ်စွာဘုရားရှင်ကိုရောမြတ်လျောင်းဆဲနေတဲ့အချိန်မှာရာဒီဥရုကလည်းကဆုံလာကြီးဆိုတော့ပူတာပေါ့ ုရားအဲ့ဒါစွာဘုရားကိုရက်လေခတ်ပေးနေတဲ့မထေကြီးတစ်ပါးရှိတဲ့ဥပါဝနတဲ့ဘယ်သူတဲ့လဲဘုရားသာဥပါဝနမထေသူများကမြတ်စွာဘုရားရှေ့တဲတဲကနေပြီးတော့မြတ်စွာဘုရားကိုရောကိုရက်လေခတ်ပေးနေတာကိုဘုရားရှင်ကိုရောများကအဲ့ဒီမှာနှင်းတာရှေ့သားဥပါဝနသွားတော့ငါရှေ့မှာရမနေနဲ့လို့မိန်တော်မူတယ်အဲ့ဒါကိုအာနန္ဒာကကြားသွားရောကြားတော့အာနန္ဒာကစိတ်မကောင်းဖြစ်တယ်ဟာ ဥပါဝနာမထေကြီးဖခင်အေးပါစေတော့လို့ဆိုပြီးတော့ရက်တောင်နဲ့ရေခတ်အေးလေခတ်ပေးတော်မူနေတာကိုမြတ်စွာဘုရားရှင်ကိုရောမြတ်ဒီဘာပြည့်လို့ဥပါဝနာမထေသူမြတ်ကြီးကိုနှင်ထုတ်လိုက်ရတာလေလို့အာနန္ဒစိတ်မကောင်းဖြစ်ပြီးတော့မြတ်စွာဘုရားကိုရှောက်တဲ့ဘုန်းတော်ကြီးတော်မူသောမြတ်စွာဘုရားအရှင်မြတ်အေးအောင်လို့ရက်လေခတ်ပေးနေတဲ့ဥပါဝနာမထေသူမြတ်ကြီးကိုဘာဖြစ်လို့ရှင်မြတ် မောင်းထုတ်လိုက်တာလေဘုရားဆိုတော့ရှစ်သားအာနန္ဒာတဲ့ငါဘုရားရှင်ကိုရောမြတ်ရဲ့မျက်နှာတော်ကိုနတ်တွေမပူရမမြင်ရလို့ကဲ့ရဲ့ကြာလို့စိတ်မကောင်းရှင်းမဆိုလို့ဒါရောက်မလို့ငါဘုရားရှင်ကိုရောမြတ်ဥပဝနာမထေသူမြတ်ကိုနှင်ထုတ်လိုက်တာဥပဝနာမထေသူမြတ်ကြီးကလည်းဘုန်းကြီးတို့ပြခန္ဓာကိုယ်ကြီးကဝါဝါကြီးတဲ့သူထိုင်နေလိုက်တာအဲ့ဒါမြတ်စွာဘုရားကိုဟိုကနတ်တွေကမဖူးတွေ့ရဘူးတဲ့ ဒါတော့ဒီနေရာမှာသောရကတက်เสียတခုရှိတယ်ဒိဗ္ဗစကုနတ်မျက်စိရှိတာပဲဥပါဝနမထေသူမြတ်ကြီးရဲ့ခန္ဓာကိုယ်ကိုနတ်တကိုးနဲ့ဖောက်ပြီးတော့ဘုရားကိုခူးပါလားမေးရရရှိတယ်အေးနတ်တကိုးရှိတာမှန်တယ်ဒိဗ္ဗစကုနတ်မျက်စိရှိတာမှန်တယ်ဒါပေမဲ့လို့ဘေးသတ္တရေပုထုဇဉ်ယဟန်ရဲ့ခန္ဓာကိုယ်ကဖောက်ထဲပြီးတော့မြင်နိုင်တယ်ယဟန္တာတို့ရဲ့ ခန္ဓာကိုယ်ကိုဖောက်ထင်းပြီးတော့မမြင်နိုင်ဘူးတဲ့ဒါကြောင့်မို့လို့မြတ်စွာဘုရားကစေတဥပဝနာငါရှိမှမနေနဲ့နတ်တွေကဲ့ရဲ့လိမ့်မယ်ဟိုမှာနတ်တွေတီတိုတီတိုပြောနေကြတယ်မင်းငါရှိကဖယ်လိုက်ဆိုတော့မှဥပဝနာမထေသူများကိုငါဖယ်ခိုင်းရတာပါစေတအာနန္ဒာမြတ်စွာဘုရားရှင်ကိုရောမြတ်ကအဲ့ဒီမှာပြောပြောတော့နတ်တွေဘာပြောတော့ဆိုတော့ပိသတ္တေယ မြတ်စွာဘုရားရှင်ကိုယ်တော်မြတ်ပရိနိဗ္ဗာန်စန္ဒာဆောလိုက်တာလောကမျက်လုံးကွယ်သွားပြီသိတဲ့မှတ်ထားပါစကားနှစ်ခေါ်စကားဘယ်နှခေါ်ပရိနိဗ္ဗာန်စန္ဒာဆောတယ်လောကမျက်လုံးကွယ်ပြီအဲ့ဒီလိုပြောဆိုပြီးတော့သဗ္ဗင်းတွေကိုဖြတ်ငိုကြွေးလက်တွေမြောက်လူးလိမ့်ပြီးတော့နတ်တွေငိုကြတယ်နတ်တွေငိုတဲ့အခါမှာဘုရားရှင်ကိုရောင်မြတ်က တံဝေကရာစီမိတံဝေဇနိယလေဌာနကိုဟောတော်မူတယ်ငါဖေရမရှိတော့တဲ့နောက်ပိုင်းမှာဒီနေရာဒီဌာနတွေကိုသွားရင်အဲ့ဒါမင်းတို့တံဝေကတွေဖြစ်ကြလိမ့်မယ်တံဝေကညာနေရအောင်ယူကြလို့ဆိုပြီးတော့တံဝေဇနိယလေဌာနတဲ့တံဝေဇနိယဘယ်ဌာနလုံမဏိသာမော အင်းချင်းတော်ရဲ့မဟာဘောဓိပင်ရဲ့မိဂရာဟုံရဲ့သုတ်တေနာယုံရဲ့ လေးခုဘယ်နှစ်ခုလဲအဲ့ဒီလေးဌာနကိုတံဝေဇနိယလေးဌာနလို့ခေါ်တယ်အဲ့ဒီလေးဌာနကိုတွားရောက်ပူမျောပြီးတော့ကြီးညိုတဲ့စိတ်ကို နေတိုင်းဖြစ်ပွားစေပြီးသိသွားရင်နဲ့ကောင်းတဲ့နတ်ရွာသူကတိကိုရောက်လိမ့်မယ်လို့ဘုရားရှင်ကိုရောမြတ်ကအဲ့ဒီမှာဟောတော်မူတယ်တံဝေဇနိယလေးဌာနအရ အဲ့ဒီနေရာကိုသွားရောက်အောင်သွားသွားပြီလို့ရှင်ရင်မြတ်စွာဘုရားရှင်ကိုတော်မြတ်ဂုံတွေကိုမှန်းပြီးတော့ကြီးညိုပူဇော်ပြီးတော့နေတိုင်းနေတိုင်းအဲ့ဒီသွားတဲ့ခိုက်လေးတွေမဟုတ်ဘူးနေတိုင်းနေတိုင်းအိမ်ပြန်ရောက်လာရင်လည်းပဲအဲ့ဒီလေးဌာနကိုအာယုံရအောင်ယူပြီးတော့အိမ်မှာပြန်ပြီးတော့အဲ့ဒီစိတ်နဲ့နေမယ်ဆိုရင်နတ်ယောဒုက္ခတိကိုရောက်လိမ့်မယ်လို့အဲ့ဒီမှာဘုရားရှင်ကိုတော်မြတ်ဒီမိန်တော်မူတယ် မြတ်စွာဘုရားရှင်ကိုရောမြတ်ကအဲ့ဒီသံဝေဒနိယလေးဌာနဟောလို့ပြီးတဲ့ခါကျတော့အာနန္ဒာကဘုန်းကြီးတို့ပြေးတတ်ရဲ့အဲ့ဒီမှာမြတ်စွာဘုရားကိုမေးခွန်းနေမေးတယ်ထားပြီးတော့မြတ်စွာဘုရားရှင်ကိုရောမြတ်ပြိဋိဘံမဆံမီလေးမှာအရှင်အနန္ဒမထေရသူမြတ်ကမြတ်စွာဘုရားကိုမေးခွန်းမေးပါတယ်ဘုန်းတော်ကြီးတော်မူသောမြတ်စွာဘုရားတဲ့တပည့်တော်ရှင်များကိုရှောက်မယ်ရှောက်မယ်နဲ့မရှောက်ဖြစ်ဘူးမေးမယ်မေးမယ်နဲ့မမေးဖြစ်ဘူး ဒါကြောင့်မလို့ရှင်မယောတပိတော့ပြိနေပါမဆန်းခင်မှာမေးเสียရှိတာလေးမေးခွင့်ပြုပါဗျာဟာရှိသားအနန္ဒာဘာမေးမလဲမေးအမျိုးသမီးများနဲ့ပတ်သက်ပြီးတော့တပိတော့တို့တန်ဃာတော်များဘယ်လိုများလိုက်နာကျင့်သုံးရပါမလဲမြတ်စွာဘုရားအဲ့ဒါရှင်မယမဟောခဲ့သေးဘူးရှင်မယအမိတ်မထုတ်ခဲ့သေးဘူးတပိတော့တို့အဲ့ဒါလေးမိတ်ခဲ့ပါဦးဘုရားအနန္ဒာကဒီတော့မှဘုရားရှင်ကိုယ်တော်များကနမတ္တိ ပမအုံဆုံးပြည့်ညတ်လိုက်တာတော်တော်ကျန်းတယ်ဘေးတိုင်အမျိုးသမီးတွေနဲ့စကားမပြောဘဲနေရမယ်မျိုးသမီးတွေနဲ့ပါလေလေအမျိုးသမီးဆိုအကုံပါတယ်အကုံပါတဲ့မျိုးသမီးဆိုအမျိုးသမီးတွေနဲ့စကားမပြောဘဲနဲ့နေအနန္ဒာကမေးပြီးအမျိုးသမီးတွေနဲ့တပည့်တို့တန်ဃာတို့တွေနဲ့ဘယ်လိုဆက်ဆံရေးကဘယ်လိုဆက်ဆံရမလဲဆက်ဆံရေးလေးပြောခဲ့ပါမိငယ်ပါဆိုတော့စကားပြောဘဲနေတယ်အဲဒါမှတဆင့်ထတ်လျှော့လာတယ် တရမျိုးပဲနေလို့မရဘူးဗျာအเจ้าမှလာလှူတယ်သင်္ကန်းတွေပဲလာလှူတာမျိုးတို့စာကြီးတွေအဖြစ်ဒီလိုလာရင်ပေါ်မှာတန်ဃာတော်များ ပြုကျင့်ရမယ်ထားရှိရမယ်စိတ်ဓာတ်ကိုရရှင်ကိုတော်များကအဲ့ဒီမှာမိန်တော်မူသွားတယ်မိန်တော်မူပြီးတော့ကတ်ထားတော့တပိတော်သဘောပေါက်ပြီဗျာအဲ့ဒါဆိုရင်အဲ့တော့ရှင်မယားပြိဋိနိဗ္ဗာန်စံသွားတဲ့အခါမှာရှင်မယားရဲ့ဥဒ္ဓုဇယုတ်ကလတ်တော်ကြီးကို တပည့်တော်တို့ဘယ်လိုများ စီမံမှု ပြုလုပ်ရပါမလဲဘုရားအဲဒီလိုမိတဲ့အခါမှာဘုရားရှင်ကိုရောမြတ်ကจิตသာအနန္တငါဘုရားရှင်ကိုရောမြတ်ပြိဋိဌိဗံဆံသွားရင်ငါဘုရားရှင်ကိုရောမြတ်ရဲ့ယုတ်ကလတော်ကိုစัจจမင်းရဲ့ဥဒုဇယုတ်ကလလို့ဆောင်ရွက်ကြစัจจမင်းရဲ့ဥဒုဇယုတ်ကလဆိုတာဘယ်လိုဆောင်ရွက်ပါလဲမြတ်စွာဘုရားအနန္တကျေးဇူးတင်ဖို့ကောင်းတယ် မဟုတ်ရင်ဘယ်သူမှသိမှာမဟုတ်ဘူးဘုရားအလောင်းကြီးဒီတိုင်းထားဘာလို့လို့ဟောမှသူဖြစ်မယ်အန္တန္တကပရိနိဗ္ဗာန်သံဃာကြီးမှာကပ်မေးနေတာမြတ်စွာဘုရားကိုတပည့်တော်တို့ဘယ်လိုဆောင်ရွက်ရမလဲစัจ जा မင်းရဲ့ယုတ်ကလကိုဆောင်ရွက်တဲ့အတိုင်းဆောင်ရွက်ပါစัจ जा မင်းရဲ့ယုတ်ကလတော်ကိုဘယ်လိုဆောင်ရွက်ပါသလဲမြတ်စွာဘုရားစိတ္တအန္တန္တတဲ့နံပါတ်1မင်းတို့မှတ်လိုက်ကြတော့တဲ့ကာတိတိုင်းဖြစ်အဝိပ္ပစိုးအတိတ်တော်နဲ့ရပ်ပါပါနံပါတ်1အလောင်းတော်ကို ကာတိတိုင်းကဖြစ်တဲ့ကာတိတိုင်းကဖြစ်တဲ့အဝတ်တို့ပစိုးတို့ဆိုအမတန်နုညံ့အဲ့ဒီနုညံ့တဲ့အဝတ်ပစိုးတို့ဖြင့်အလောင်းတော်ကြီးကိုပတ်လိုက်တထပြီးရင်ဝါခွနုနုနဲ့တထပပပါတရရှိပြီလေပြေသာနောက်တခါနမသုံးပစိုးနဲ့တထပြန်ပပသုံးထဘယ်နှထလဲနောက်တခါပြေသာတေ ကာတိတိုင်းဖြစ်တဲ့အဝိနဲ့ပြန်ပပြီးတဲ့ခါမှာဝါခွန်းနဲ့ပပြီးတဲ့ခါမှာပဆိုးနဲ့ပပဆိုးတထခွန်းတထပဆိုးတထခွန်းတထနဲ့အဲ့ဒီလိုဘုန်းကြီးတို့ပြေးတာရေးပဆိုးအစုံ900တဲ့ပဆိုးအစုံဘလောက်လဲအေးပဆိုးအစုံ900တဲ့အဲ့ဒီလိုပဆိုးအစုံ900နဲ့ပတ်ပြီးဒီနောက်မှာစီထဲထားတဲ့ရွှေအခေါင်းတွေကိုထည့်တယ် ီထဲထားတဲ့ရွှေခေါင်းတွေကိုအဲ့ဒီအလောင်းတော်ကြီးကိုထဲတယ်ထဲပြီးတော့နသာထင်းမုံမောတင်လို့မိရှုကြတဲ့အာနန္ဒာမင်းတို့အဲ့ဒီအတိုင်းကဘုရားရှင်ကိုရောမြတ်ရဲ့အလောင်းတော်ကိုဥဒုဇာယုဂလတော်ကိုဆောင်ရွက်ကြလို့ဘုရားရှင်ကိုရောမြတ်မိန်တော်မူတယ်မိန်တော်မူပြီးတဲ့နောက်မှာအရှင်အနန္ဒမတိသူမြတ်ကိုဘုရားရှင်ကိုရောမြတ်ကခြေသန်းအာနန္ဒာလောကထဲမှာစေတီတီထားပြီးတော့ ရှိတီထိုက်တဲ့ကိုးကွယ်ထိုက်တဲ့ပုဂ္ဂိုလ်၄မျိုးရှိတယ်ဘယ်နှမျိုးရှိလဲ၄မျိုးပါဗျာသမ္မာသမ္ဗုဒ္ဓမြတ်စွာဘုရားရဲ့ပစ္စည်းကဗုဒ္ဓရဲ့အရိယာယဟနာကြီးတွေရဲ့စัจ जा မင်းရဲ့တဲ့အဲ့ဒီ၄မျိုးကတော့စေတီထိုက်တယ်အဲ့ဒီ၄မျိုးကိုစေတီဘုရားတည်ကောင်းတယ်အဲ့ဒီ၄မျိုးရဲ့ယုတ်ကလကိုစေတီဘုရားတည်ကောင်းတယ် အဲ့ဒီလိုဘုရားရှင်ကိုရောမြတ်ဒီအဲ့ဒီမှာစေတီထိုက်တဲ့ပုဂ္ဂိုလ်၄မျိုးကိုလည်းခေါ်ပါတယ်တရားတွေအာရုံခေါ်ပြီးတော့ပေးသားရေဘုရားရှင်ကိုရောမြတ်အနာကနေထွက်ခွာလို့အာနန္ဒမထေသူမြတ်ကကြောင်းတိုက်ကိုမြည်ပြီးတော့အာရပါရငိုနေတယ်ဘုန်းကြီးထင်တယ်ကြောင်းတော့ဟုတ်ပုံမပေါ်ဘူး အဲ့ဒီမှာမန္လမင်းတွေလာတဲ့ကဥယျာဉ်ထဲမှာခိတ္တခဏနားတဲ့မင်းခွန်းဆိုတာအဆောက်အဦဖြစ်လိမ့်မယ်။အဲ့တိုင်ကိုသွားပြီပြီးတော့အဲ့ဒီမှာတခါလဲညီတော်အာနန္ဒာကပရိသတ်ကြီးအယပါယငိုတယ်တဲ့။ဘုရားနာကပါပြီးတော့အရှိအနန္ဒာခောက်ဝဲဝဲမှာတိုင်ကြီးမိပြီးတော့အယပါယသွားငုံနေတော့မြတ်စွာဘုရားကအာနန္ဒာမတွေ့တော့မေးတယ်ဟဲ့အာနန္ဒာပဲသွားလေ။မြတ်စွာဘုရားအရှင်အနန္ဒမထေရသူများသည်ရှင်ဘုရားပြိဋိဘံသံဃာကိုသိတဲ့အတွက်ကြောင့်မို့လို့ ိုင်မိပြီးတော့အာရပါရနဲ့သွားငုံနေပါနဲ့မြတ်စွာဘုရားဟဲ့အဲ့ဒါဆိုအာနန္ဒသွားခေါ်ခဲ့တယ်အာနန္ဒသွားခေါ်ခဲ့တယ်လို့ဆိုပြီးတော့အရှင်နာမထေသူမြတ်ကိုသွားခေါ်တော့အရှင်နာဘုရားရှင်ကိုတော်မြတ်ထံတော်မောက်တခေါက်ပြန်ရောက်လာပြန်တယ်ရောက်လာတဲ့ခါမှာဘုရားရှင်ကိုတော်မြတ်ကအာနန္ဒရဲ့ဂုံချီးစုတွေ အနန္ဒာငါဘုရားရှင်ကိုရောမြတ်ပေါ်မှာဘလောက်ကျေးဇူးတွေရှိတယ်ဆိုတာအနန္ဒာ25နှစ်တိုင်နဲ့ပြုစုလုပ်ကျွေးခဲ့တဲ့ဂုံကျေးဇူးတွေကိုအဲ့ဒီမှာဘုရားရှင်ကိုရောမြတ်ကထုတ်ပေါ်ပြီးတော့တန်ဃာတော်တို့ကိုဟောတယ်တဲ့ရှင်ခွဲသေးခွဲတရားဗတရားလည်းပေးတာ ေရှင်လဲ क्वे ရမှာပဲတေလဲ क्वे ရမှာပဲ चित्त အနန္နာ25နှစ်တိုင်တိုင်းတဘွားမှာမခွာမင်းငါကိုပြုစုလှုပ်ကြွေးခဲ့တာလေမင်းအယုံပြန်ပြုတော့နောက်ဆုံးတော့ဟေးတရားအထုတ်ပြီးနေဖို့အနန္နာမကြာမီပြီမှာလေမင်းဟာယဟနာဖြစ်ပါလိမ့်မယ်တဲ့ဘုရားကိုယ်တိုင်မိန့်တော်မူသွားတာအနန္ဒာဟာလေမြတ်စွာဘုရားပြိဋိဘံစံတော်မူတဲ့အချိန်ထိသောတာပန်ပဲဖြစ်နေသေးတယ်။ဘာဖြစ်နေသေးတာလဲ ကျမ်းနာမဟုတ်ဘူးအာနန္ဒာကသောတာပန်ပဲဖြစ်နေသေးတယ်။ဒါကြောင့်သူမို့လား။အဲဒီမှာဘုရားရှင်ကိုရမြကအာနန္ဒာကိုမနေနဲ့မတရားအထုတ်မကြမိမှမင်းယဟန္တာဖြစ်လိမ့်မယ်လို့အဘိဓကပြောကြ။အဘိဓကပြောကြတော့မှသောကရည်ငြိမ်လို့သောကရည်ငြိမ်သွားတဲ့အခါကျတော့မှအာနန္ဒာကထပ်ပြီးတော့ရှောက်တဲ့ဘုံတော်ကြည့်တော်မူသောမြတ်စွာဘုရား ။ဟောဒီမျိုးသိမ်မျိုးငယ်လေးဖြစ်တဲ့သုတ်တေနာယုံမှာရှင်မရပြိနေပါမစံပါနဲ့ဗျာ။တပည့်တော်တို့သာဝတိပြန်ကြရအောင်။ဟောဒီမျိုးသိမ်မျိုးငယ်လေးမှာရှင်မရပြိနေပါမစံပါနဲ့။တပည့်တော်တို့သာဝတိကိုဖြစ်ဖြစ်ရာတကြိုးကိုဖြစ်ဖြစ်ပြန်ကြရအောင်လားမြတ်စွာဘုရား။အဲ့ဒီလိုမြတ်စွာဘုရားကိုရှောက်တော့မှဗျာရှင်ကိုတော်မြတ်က ရှိသာအာနန္ဒာဒီနေရာဒီသာသာကုတ်သိနာယုံကိုမင်းကမြို့သိမြို့ငယ်နေလို့မထင်ခဲ့နဲ့တချိန်လုံးကဟောဒီကုတ်သိနာယုံဟာမဟာတုဋ္ဌတနမြို့တော်တဲ့ဗာမြို့တော်တဲ့လေမဟာတုဋ္ဌတနမြို့တော်ကြီးဖြစ်ခဲ့ဘူးတဲ့ဟောဒီမဟာတုဋ္ဌတနမြို့တော်ကြီးမှာငါကစัจ j မင်းကြီးဖြစ်ဘူးတဲ့ဗာဖြစ်ဘူးတဲ့ အေးစัจ जा မင်းကြီးဖြေဘူးတယ်လို့ဆိုပြီးတော့အဲ့ဒီမှာမဟာသုတတနာသုတ်တန်ကြီးကိုတရားရှင်ကိုရောမြတ်ဒီမမောနိုင်မပန်းနိုင်ခေါ်တယ်ဘယေကကြီးစัจ जा မင်းဘုရားကအကြောင်းလေးသားကြီးယရဏမိဘရယရဏအကြောင်းလေးအဲ့ဒါတွေဟောလို့ပြီးတဲ့အခါကျတော့မဟာသုတတနာသုတ်တန်ကြီးဆုံးတဲ့အခါကျတော့ဘုရားရှင်ကိုရောမြတ်ကခြေသားအာနန္ဒာမန္လမင်းတို့ကိုငါပြိဋိဘံဆံမဲ့အကြောင်းမင်းသွားပြီးတော့ပြောပါကွာ တော်နေကြသူတို့မတိလိုက်ရဘူးဆိုပြီးတော့စိတ်မကောင်းဖြစ်နေလိမ့်မယ်လို့ဘုရားရှင်ကိုရောများမိန်တော်မူမိန်တော်မူတဲ့အခါမှာအာနန္ဒမထေရသူများကအဘောယဟန်တပါးကိုခေါ်လို့ကုသေနာယုံမြို့တဲကိုဝင်သွားပါတယ်ကုသေနာယုံမြို့တဲကိုဝင်သွားတဲ့အချိန်မလာမင်းတွေကလည်းမင်းကိုမှစီဝေးဝဲကျင်းပါနေတဲ့အချိန်တဲ့သွားတိုးတာသွားတိုးတဲ့အခါကျတော့အဲ့ဒီမှာအကျိုးကြောင်းတွေအကုန်လုံးပြောပြတာဘုရားရောက်နေပြီမလာမင်းတို့ရဲ့အင်းကြီးရကုန်မှာ ပရိနိဗ္ဗာန်စံလိမ့်မယ်အဲ့ဒါဘုရားလာပြောခိုင်းလို့လာပြောတာလို့ဆိုတော့အဲ့ဒီမှာလူကလူဆုံးဖို့အစည်းအဝေးညီလာခံကျင့်မှတ်နေတဲ့အချိန်ဆိုတော့ဟာဘာမှမပြောနဲ့မန္လာမင်းတွေကမိဘရားတွေကရင်ပါစီတီငိုကြွေးပြီးတော့ဟဲ့ဘုရားပရိနိဗ္ဗာန်စံတော့မမဘူးလိုက်ရမဖြစ်ရအောင်သွားကြစို့သွားကြစို့ဆိုပြီးတော့ပရိသတ်ရေအဲ့ဒီမှာတခါလဲအုပ်စုလိုက်အုပ်စုလိုက်ထွက်လာလိုက်တာဟာအင်းကြီးတော်ကိုရောက်အင်းကြီးတော်